အားလုံးပဲမင်္ဂလာပါရှင်ခစ်တင်မန္တလေးသတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုတင်ဆက်ပေးမယ့်သတင်းကတော့လေဟုန်စီးတော်လဲညီကြီးတုံမလာနိုင် မေရောက်လိုက်သည်၎င်း၏ရွေးကောက်ပွဲအားနိုင်ငံတကာမှထောက်ခံနေသည့်အောင်ပြသနိုင်ရန်ယခုနှစ်အတွင်းလေရင်စီခရီးသည်ကြီးဖြစ်လာနေသည်ဟုသတင်းကောင်းစင်တက်ကရေးသားလာခဲ့သည် စစ်မြေပြင်အခြေအနေကောင်းလာမှုတရုတ်မှရွေးကောက်ပွဲကိုအကြောင်းပြု၍၎င်းအားထောက်ခံလာနိုင်မှုတို့ကြောင့်လက်အောက်ငေတာများရမ်းမရှရဲတော်ဟုရှုံးကြည်လာခြင်းကြောင့်လူတော်တိုးရန်ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဟုနိုင်ငံတကာအကြက်တင်းများလိလာရေးအဖွဲ့မြမအကြီးတာဝန်ခံ Richard Hose ကတုံ့သက်ပြခဲ့ပါတယ်။တိုးတော်လည်း၎င်းသွားခဲ့သည့်နိုင်ငံများကတရုတ်ရုရှားဗီလာရုစ်ကာဇက်စတန်တို့ဖြစ်ပြီးထိုနိုင်ငံများကလည်း၎င်းအားငကိုကလေးကထောက်ခံမှုပေးနေကြသော အာဏာရှင်များသာဖြစ်ပြီးထူပီတိုးတက်မလား။ ိုးတက်မှုဟူ၍မိုဒီနှင့်လက်ဆွဲနှုတ်ဆက်ခဲ့ရသည်သာအမျက်ထွက်ခဲ့သည်။ထို့သောအိန္ဒိယသို့လာဖို့တော့ဖိတ်ကြားခြင်းမခံခဲ့ရ။အိန္ဒိယသားမက၎င်းတက်ခဲ့သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ SCAE ဖရက်ရှာ၏ဒုတိယကမ္ဘာစစ် အောင်ပွဲခံအခမ်းအနားများသို့ရောက်လာကြသောမြေတီနိုင်ငံကောင်းဆောင်ကများ၎င်းအားအလေအပတ်လာဖို့ဖိတ်ကြားခြင်းမခံခဲ့ရ။ဆော်မင်းထွန်းကတရုတ်ရုရှားကဇက်စတန်သုံးနိုင်ငံစလုံးကရွှေခေါက်ပွဲကိုထောက်ခံကြသည်ဟုသာပြောနိုင်ခဲ့သည်။ ရွှေကောက်ပွဲဆိုသည်ကလည်းအာနာဆိုသည့်အရာတစ်ခုကြောင့်တတိုင်းပြည်လုံးဒုက္ခရောက်နေကြသည်ကိုမသိခြင်းမမြင်ခြင်း၍မရအောင်ဖြစ်လာနေခြင်းတွင်နောင်တမရပဲထိုအာနာကိုပင်ဆက်၍စုပ်ခိုင်းထားနိုင်ဖို့ပြပအားကိုနှင့်လုံပန်းလာကြခြင်းဖြစ်သည်ယူကရိန်းရှိခရီးသည်တင်မိရထားကိုပင်ရုံနှင့်ပြည်ရဲ့သူပူတင်သည်၎င်းအတွက်တော့အားကိုးခြင်းစရာဖြစ်နေသည်မှလည်းစမ်းကျဲလာသည်တော့မဟုတ် ။ယခုအခါတွင်တော့အခြေအနေပြန်ကောင်းလာနိုင်သည်ဟုယူဆကာမြောက်လိုက်မိသားစုထမင်းဝိုင်မှကြာလာနိုင်သောအယိုးရင်းများကိုမျှော်ကိုရင်းစမန်ခုတ်ကြသည့်ပွဲကြီးကနေပြည်တော်တွင်အရှိန်အဟုန်ဖြင့်စတင်နေပြီဖြစ်သည်။ထို့သောစမန်ခုတ်ကြမည်သူများသည်တိုင်းပြည်ကြီးငါးပါးသာမကတန်ခါစင်ပါမှောက်နေသည့်ဖြစ်ရက်ကိုဤသို့မျှနောင်တရဟန်မရှိပဲခွေးကရမနေ၍မြောက်လိုက်လှမ်းပေါက်ပေးကောင်းပေးလာနိုင်သည့်အယိုးအရင်အာသာငန်းငန်းမျှော်လင့်နေကြဆဲဖြစ်သည်။ ပြည်သူများဖို့မှတနက်ပြပြီးမဲယုံတို့မောင်းသွင်းခံကြရတော်မူဖြစ်၍လက်မှိုက်ချအန်ကျိတ်ခါအမျိုးသားတစ္ဆာဖောင်များ၏လုံခွဲကြီးတွင်ပါဝင်ကြရပေအောင်မည်။ရက်ခုပွဲကမင်းအောင်လိုင်း၏လက်ညှိုးညွှန်ရာလူရဖြစ်မိရွေးကောက်ပွဲကြီးတွင်ပါဝင်ရမည်အတွက်အာဏာရဖို့ကကျင်းသေးနေပြီဖြစ်သောကြောင့်တိုက်ပွဲကပြင်းထန်နိုင်ပွဲရှိသည်။တသက်လုံးလက်တွဲလာခဲ့သူများအချင်းချင်းမျက်နှာကိုမထောက်နိုင်ကြတော့မင်းအောင်လိုင်းကိုပင် NCA အကောင့်ထဲဖို့နိုင်ခဲ့သည့်အတွက် ငင်းချမ်းရင်းနိုဘယ်ဆုကိုပင်ပေးတင်ကြောင်းအတိပြောဆိုလာသူပင် ရှိလာခဲ့သည် ထို့သောသောသူများကိုလည်းဤသည့်နိုင်ငံကတလီတစားဆက်ဆံကြပြီးအုံမြင်နေမိစရာရှိလာသည်မှာမင်းအောင်လိုက်သည်တက်ကိုစွန့်ပြီးသမရလှုပ်ရဲမိလို့ဆိုသည်ပင်ဤသည်ကလည်းစစ်တက်ကိုသူ့အနေဖြင့်မိများအတိစိတ်ချရမှုအပေါ်မူတည်နေသည်အာနာရှင်အဖို့တက်ကိုလက်လွတ်လိုက်ရခြင်းသည် အာနာရုပ်ရော့ကြဆင်းသွားခြင်းသာဖြစ်ပေမည်ထို့တွင်ခင်ကြီးအားငေကျွန်ကြီးသဖွယ်တမရလှုပ်စီကစစ်တပ်မှတဆင့်ကျိုးခိုင်သွားဖို့ကဖြစ်နိုင်ခြင်းများနေသည် ဤဒီကိုတွတ်ဆမိဟန်ရှိ၍လဲကျန်းဖို့များဥမျိုးနေကြခြင်းဖြစ်သည်ထို့သော၎င်းတို့အဖို့9000စာလူမိုက်များကိုဥဆောင်သွားရမည်ကံကြမ္မာနှင့်အလောင်းအစာလုံးနေကြသည့်အဆင့်တွင်သာရှိနေပေသေးသည်နောက်တစ်ချက်ကမင်းအောင်လိုက်သည်သူတမရဖြစ်လာပါကသွားလျာတွင်ကော်ဇော်နီခင်ကအမြောက်21ချက်ပြစ်ပေါက်ဂုံပြူရမည်အရေးတွေ့ပြီးလက်လွတ်ခံဖို့မရှိဘူးလဲယူဆရသည်ထိုအရေးကိုကပြက်ကရက်လောက်ကြမိခိုင်းကိုအပြည့်အပိုင်ရှင်းလင်းနိုင်ရန်စစ်ဖို့ကြုံများကိုပတ်စိုးဝစ်ပြီးလွှတ်လိုက်ခြင်းလည်းဖြစ်နိုင်သည် မည်သည့်အကြောင်းကြောင့်နှင့်ဖြစ်စေတိုင်းပြည်ရနာကတ်သည်ရှေးလျှောက်ဆုံးဆုံးမြို့ဖို့သာရှိပေသည်ဦးတန်းထေးဤမိန်ကုံးတွင်ဥက္ကဋ္ဌအဖြစ်နှုတ်ထွက်ရသည့်အကြောင်းရင်းများတဲမှ2020ရွေးကောက်ပွဲအောင်နိုင်အောင်ဦးဆောင်မှုမပေးနိုင်ခဲ့ခြင်းကြောင့်ဟုပါဝင်နေရာ၎င်းအနေဖြင့်အဆိုပါရွေးကောက်ပွဲသည်မင်းမတမမှုများရှိသည်ဆိုသောမင်းအောင်လှိုင်၏အကြောင်းပြချက်ကိုလက်မခံဆိုသည်ကိုတွယ်ဝိုက်ပြောဆိုသွားခြင်းပင်ဖြစ်သည်ထို့ပြင်ပါတီဝင်2000ကျော်အသက်ခံရမှုအတွက်လည်းထိရောက်စွာအခကွယ်မပေးနိုင်ခြင်းကြောင့်ဖြစ်သည်ဟုဆိုသည်။ဦးတန်းထေးဤစကားများသည့် ညီသူကိုရည်ညွှန်းကြောင်းအတိုင်းသားပေါ်လွင်နေပြီသည်ယခုရွေးကောက်ပွဲတွင်လည်းမဲစင်းများအကြီးအကျယ်မှားနေပြီဟုဘူးလလဆွေက ထုတ်ပြောလာသည်မေအောင်လိုင်အဖိုးကရွေးကောက်ပွဲအတူဖြင့်တမဒါဖြစ်လာစေကမူလူသူကိုပုံချဲ့တက်ဖြက်အာနာလူစစ်ပိုလ်ချုပ်တအုပ်အဖြစ်သာတမိုင်းတွင်ကြံရစ်ပေတော်မူနယူးယောက်တွင်စက်တင်ဘာ30ရက်ကဖြစ်လုပ်ခဲ့သောရိုဟင်ဂျာအရေးအစစ်မြင့်အစိုးရကိုယ်စားလှယ်များဆွေးနွေးပွဲတွင်တက်ရောက်လာသူအလုံးကစစ်အုပ်စုအားပြင်းပြင်းထန်ထန်ပစ်တင်ရှုံချသွားကြသည်တမ်မကြီးဦးကျော်မိုးထွန်းကလည်း နိုင်ငံ၏ငြိမ်းချမ်းရေးလုံခြုံရေးကိုဖျက်ဆီးခဲ့သည့်အဓိက လက်သေးသည့်စေအုပ်စုသားဖြစ်ကြောင်းအချက်အလက်များနှင့်ရှင်းပြသွားသည်အဆိုပါစည်းဝေးသည့်စေအုပ်စုလုံမဲ့ရွှေခောက်ပွဲဖြင့်အတိမတ်ပြုခံရရည်အတွက်တိုင်းတာ၍ရသည့်ပရားတိုင်ကြီးလေးဖြစ်လာခဲ့ပေသည် ရှစ်ခုအခါခိုကေးဆက်တောင်တန်းကြီးပဲရှိဂျော်ဂျီယာနိုင်ငံပြည်သူများသည့်၎င်းတို့လက်ထဲကအာနာကိုရွေးကောက်ပွဲဆိုကလိမ့်လေလှည့်ပြသွားသောရုရှားဩစာခံအစိုးရစီမှအတူရောအရင်ရောပြန်လည်ရယူနိုင်ရန်မြို့တော်တဘီလီစီရှိတမရနန်းတော်ရှိစုဝေးရောက်ရှိလာနေကြပြီဖြစ်သည်ပြည်သူတို့ဤတရားသောစစ်မုတ်ချအောင်ရမည်ကျမ යි တဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။